တိုက်လီရင်အဖွဲ့ရဲ့ခေါင်းဆောင်ရောဘတ်တီစမစ်ကသူ့ရဲ့ P40 တိုက်လီရင်ကိုအရှိန်ပြင်းပြင်းနဲ့ထိုးဆင်းလိုက်ပြီးတော့အောက်မှာပြန်တန်းနေတဲ့ဂျပန်ဘုံကျဲလီရင်ကို ပြင်မဲ့ထဲဝင်အောင်ချိန်လိုက်ပြီးစစ်တပ်နဲ့ခလုတ်ကိုနှိတ်ချလိုက်ပါတယ်။အဲ့ဒီနေ့ကတော့1942ခုနှစ်ဒီဇင်ဘာလ25ရက်ခရစ်စမတ်နေ့ဖြစ်ပြီးတော့လေကြောင်းတိုက်ပွဲတမိုင်းမှာမှတ်တမ်းဝင်မဲ့နေ့တစ်နေ့လည်းဖြစ်ခဲ့ပါတယ်။အဲ့ဒီနေ့မှာရန်ကုန်မြို့ကိုဘုံကျဲဖို့ဗုဒ္ဓမခွေဘက်ကနေလာနေတဲ့ ဂျပန်ဘုံကျဲလေယာဉ်အစင်း80တိုက်လေယာဉ်အစင်း30စုစုပေါင်းလေယာဉ်အစင်း100ပါဝင်တဲ့ဂျပန်ဘုံကျဲလေယာဉ်အုပ်စုကြီးကို မင်္ဂလာရုံလေစစ်ကနေ ပြန်တက်လာခဲ့တဲ့အမေရိကန်တိုက်လေယာဉ်မှူးတွေရဲ့တိုက်လေယာဉ်70စင်းကခုခံတိုက်ခိုက်ခဲ့ကြပါတယ်ဂျပန်တို့ရဲ့လေယာဉ်တွေဟာခင်မီလေယာဉ်တွေဖြစ်ပြီးအမေရိကန်တိုက်လေယာဉ်မှူးတွေရဲ့ P40 တိုက်လေယာဉ်တွေကတော့ခင်နောက်ကျနေတဲ့လေယာဉ်တွေဖြစ်ပါတယ်ဒါပေမဲ့ သူတို့ရဲ့အထူးလက်ကျင့်ထားတဲ့နီးစနစ်တွေကိုပိုင်ပိုင်နိုင်နိုင်အသုံးပြုပြီးရဲရင်စွာ ခုခံတိုက်ခိုက်ခဲ့ကြပါတယ်။အဲဒီခရစ်မတ်နေ့တိုက်ပွဲမှာအမေရိကန်တိုက်လျင်မှုတွေဟာစံချိန်တင်တဲ့အောင်မြင်မှုကိုရရှိခဲ့ကြပါတယ်။တိုက်လျင်မှု12ဦးစလုံးပြန်လာနိုင်ခဲ့ကြပြီးရန်ကုန်မြို့ကိုလာရောက်ဘုံကျဲတဲ့ရန်သူလေယာဉ်28စင်းကိုပစ်ချနိုင်ခဲ့ကြပါတယ်။ဒါအပြင်ဗြိတိရှတော်ဝင်လီတက်ကလည်းဂျပန်လေယာဉ်8စင်းကိုပစ်ချနိုင်ခဲ့တဲ့အတွက်အဲဒီနေ့တရက်ထဲမှာ စုစုပေါင်း36ဇင်းကိုပစ်ချနိုင်ခဲ့တာဖြစ်ပြီးဂျပန်ဘုံကျဲလျင်အုပ်စုရဲ့၃ဘုံတစ်ဘုံကိုဖျက်ဆီးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒီလိုရန်ကုန်မြို့ကိုခုခံရမှာပါဝင်ခဲ့တဲ့အမေရိကန်တိုက်လေယာဉ်မှုတွေဟာ American Volunteer Group အမေရိကန်စစ်တပ်ဝန်ထမ်းတပ်ဖွဲ့ကဖြစ်ပြီးဒီအဖွဲ့ဟာ Flying Tigers ပြန်တန်းနေတဲ့အကြားများဆိုပြီးဒုတိယကမ္ဘာစစ်လေကြောင်းတိုက်ပွဲသမိုင်းမှာထင်ရှားခဲ့ကြသူတွေဖြစ်ပါတယ်။အမေရိကန်တို့ရဲ့ပလဲစစ်ကန်တိုက်ခတ်ခံရပြီး73ရက်လောက်အကြာ1940ခုနှစ်ဒီဇင်ဘာလ20ရက်နေ့မှာဂျပန်ဘုံကျဲလေယာဉ်ဆယ်စင်းဟာတရုတ်ပြည်ကူမင်းမြို့ကိုဘုံကျဲဖို့အတွက်လာရောက်ခဲ့ကြပါတယ်။အဲ့ဒီဘုံကျဲလေယာဉ်တွေကို အမေရိကန်တိုက်လေယာဉ်မှုတွေရဲ့ P40 တိုက်လေယာဉ်တွေကကြားဖြတ်တိုက်ခတ်ခဲ့ကြပြီး ဘုံကျဲလျင်၄ဆင်းကိုပြစ်ချနိုင်ခဲ့ကြပါတယ်။တချို့မှတ်တမ်းတွေမှာတော့၉ဆင်းအထိပြစ်ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဘလို့ပဲဖြစ်ဖြစ်အဲ့ဒီအောင်ပွဲဟာအလျင်အမြန်ပြန့်နှံ့သွားပြီးတော့မဟာမိတ်တပ်တွေရဲ့ရှုံးနိမ့်မှုသတင်းတွေပဲလွှမ်းမိုးနေတဲ့ကာလမှာအားတက်စရာသတင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီလီချောင်းတိုက်ပွဲဟာတရုတ်ပြည်ကအမေရိကန်စေတနာဝန်ထမ်းတပ်ဖွဲ့ရဲ့ပထမဆုံးတိုက်ပွဲဖြစ်သလိုပလဲစစ်ကမ်းကိုတိုက်ခိုက်ခံရပြီးအမေရိကန်အနေနဲ့ ဂျပန်ကိုစစ်ကျင်ညာပြီးတဲ့နောက်ပထမဆုံးရရှိခဲ့တဲ့အောင်ပွဲလို့လည်းဆိုနိုင်ပါတယ် American Volunteer Group American စေတနာဝန်ထမ်းတပ်ဖွဲ့လို့ခေါ်တဲ့ဒီတပ်ဖွဲ့ဟာ American တပ်မတော်ရဲ့တရားဝင်တပ်ဖွဲ့မဟုတ်ပဲ American အနေနဲ့ဒုတိယကမ္ဘာစစ်ထဲမဝင်ရောက်ခင်ကတည်းကချန်ကေရှိတ်ဥဆောင်တဲ့တရုတ်အစိုးရလီတက်ရဲ့ကြီးစားတပ်ဖွဲ့အဖြစ် ရှိနေခဲ့ကြတာဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားတဲ့1939မတိုင်ခင် 1938ခုနှစ်ကတည်းကဂျပန်တွေဟာတရုတ်ပြည်ကိုကျူးကျော်တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။အဲ့ဒီကာလမှာချန်ကေရှိတ်အစိုးရနဲ့ကွန်မြူနစ်တွေပြည်တွင်းစစ်ဖြစ်နေတဲ့အချိန်လည်းဖြစ်ပါတယ်။ဂျပန်ကျူးကျော်လာတဲ့အတွက်ပြည်တွင်းစစ်ကိုအပြစ်အခက်ရစဲကြပြီးဂျပန်ကိုခုခံတိုက်ခိုက်ခဲ့ကြပါတယ်။ဒါပေမဲ့ဂျပန်တို့ရဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်တာကိုခုခံကာကွယ်နိုင်ဖို့အတွက်တရုတ်အစိုးရရဲ့လေတပ်အင်အားဟာအလွန်အင်အားနေပါတဲ့အခြေအနေဖြစ်ပါတယ်။ဒါကြောင့် ချန်ကေရှိအစိုးရဟာတရုတ်လီတက်ကိုအဆင့်မြင့်တင်ဖို့အတွက်အကြံပေးပုဂ္ဂိုလ်အဖြစ်အမေရိကန်လီတက်အရာရှိဟောင်းတူဦးဖြစ်တဲ့ချန်နော့ကို စတင်ငားရမ်းခဲ့ပါတယ်။အမေရိကန်လီတက်ကအငိမ့်စားဗိုလ်မှူးဟောင်းတူဦးဖြစ်တဲ့ချန်နော့ဟာ1938ခုနှစ်မှာတရုတ်ပြည်ကိုရောက်ရှိလာခဲ့ပါတယ်။အဲဒီအချိန်မှာအသက်58နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ချန်နော့ဟာကျန်းမာရေးပြဿနာနဲ့အထက်အရာရှိတွေနဲ့သဘောထားကွဲလွဲမှုတွေကြောင့်အမေရိကန်လီတက်ကအငိမ့်စားယူထားခဲ့တဲ့သူဖြစ်ပါတယ်။ သူဟာအမေရိကန်လေတပ်မှတုန်းကနီးပြူဟာပိုင်းဆိုင်ရာပညာရှင်အဖြစ်အသိအမှတ်ပြုခံထားရသူဖြစ်ပါတယ်။ချန်နော့ဟာတရုတ်လေတပ်ရဲ့လေယာဉ်အမှုထမ်းတွေနဲ့အထောက်အကူပြုဝန်ထမ်းတွေရဲ့လေ့ကျင့်ရေးတွေနိုင်ငံတော်လေယာဉ်ကွင်းဒါဇင်ပေါင်းများစွာတိစောက်ရေးကိစ္စတွေကအစလေတပ်တစ်ခုလုံးကိုအသေးစိတ်စစ်ဆေးခြင်းတာဝန်တွေကိုထမ်းဆောင်ခဲ့ပါတယ်။ဒါအပြင်တရုတ်လေတပ်ရဲ့လေယာဉ်တွေကိုလည်းစစ်ဆေးခဲ့ပါတယ်။ဒီလိုစစ်ဆေးတဲ့အခါတရုတ်လေတပ်ရဲ့စည်ရင်းရှိ လေယာဉ်900ထဲမှာ60%ကပဲ ပြန်တန်းနိုင်တဲ့အခြေအနေမှာရှိတဲ့အကြောင်းတွေ့ရှိခဲ့ရပါတယ်။အဲ့ဒီတော့ကတရုတ်နိုင်ငံရဲ့အခြေအနေဟာအင်မတန်အန္တရာယ်များတဲ့အနေအထားမှာရှိနေခဲ့တာဖြစ်ပါတယ်။စိတ်ကမ်းမြို့တွေရှိတဲ့အရှိတ်ကံယူရန်ကနယ်မြေအများစုကိုဂျပန်တွေကတိမ့်ပိုက်ထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်စစ်ဖက်အရက်ဖက်တို့လိုအပ်ချက်တွေအားလုံးကိုဆိုဗီယက်ယူနီယံကတဆင့်ရှီဟောင်းပိုးလမ်းမကြီးအတိုင်းဒါမှမဟုတ်ရန်ကုန်စိတ်ကမ်းကတဆင့်ဘာမာရုတ်ဗမာပြည်လမ်းမကြီးအတိုင်း တဲဆောင်တင်သွင်းခဲ့ကြရပါတယ်။တရုတ်တပ်ဖွဲ့တွေဟာဂျပန်တွေထက်အရေးအတွက်အားဖြင့်တာလွန်ပေမဲ့လေ့ကျင့်မှုအပါအဝင်ခင်မီလက်နက်တပ်ဆင်မှုနဲ့ထောက်ပံ့ပို့ဆောင်ရေးမလုံလောက်မှုတို့ကိုခံစားနေကြရတာဖြစ်ပါတယ်။ခြံတော့ဟာတရုတ်လီဒါရဲ့စစ်ဦးစီးတဦးလိုဖြစ်လာခဲ့ပြီးတော့လက်ရှိရှိပြီးသားအရင်အမြင့်တွေနဲ့ဂျပန်တို့ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုခုခံနိုင်ဖို့ပြင်ဆင်လေ့ကျင့်မှုတွေပြုလုပ်ပေးခဲ့ပါတယ်။လေယာဉ်မှုတွေကိုလေ့ကျင့်ပေးတာလေကြောင်းရန်အချက်ပေးစနစ်တွေတည်ထောင်တာ ဂျပန်လေရင်တွေရဲ့ခီးလန်းချောင်းအ мян နှုံးတွေကိုခြေရာခံပြီးဂျားပြတ်တိုက်ခိုက်နိုင်ရေးဆတဲ့ပြင်ဆင်မှုတွေပြုလုပ်ပေးခဲ့ပါတယ်။ဒါပေမဲ့လီဒါအင်အားမှာအစမတန်တာလွန်နေတဲ့ဂျပန်တို့ရဲ့တိုက်ခိုက်မှုကိုခုခံနိုင်ဖို့အတွက်ကတော့တရုတ်လီဒါအတွက်မလွယ်ကူခဲ့ပါဘူး။တိုက်ခိုက်နိုင်တဲ့တိုက်လေရင်တွေဟာလည်းတိတ်မရှိတော့ပါဘူး။တရုတ်ပြည်ကနိုင်ငံတကာကိုအကူအညီတောင်းခံခဲ့တဲ့အတွက်ဆိုဗီယက်ကတိုက်လေရင်တွေငြားရန်ပေးခဲ့ပါတယ်။တရုတ်လီဒါဟာအဲ့ဒီဆိုဗီယက်တိုက်လေရင်တွေနဲ့ နှစ်နှစ်လောက်ကြာအောင်ဂျပန်လီတက်ကိုရင်ဆိုင်ခဲ့ရပါတယ်။ဒီလိုဂျပန်တွေရဲ့လီချောင်းရံကိုအတိုင်းအတာတစ်ခုအထိတုံ့ပြန်ကာကွယ်ထားနိုင်ခဲ့ပေမဲ့ဂျပန်တွေရဲ့မြေပြင်စစ်ကြောင်းတွေကတော့တရုတ်ပြည်တဲကိုဆက်လက်ထိုးပေါက်ဝင်ရောက်နေဆဲဖြစ်ပါတယ်။1940တခုနှစ်နွေရာသီမှာဂျာမနီကဆိုဗီယက်ကိုကျူးကျော်မှုစတင်ချိန်မှာတော့တရုတ်ပြည်တဲကဆိုဗီယက်ရဲ့အကူအညီတွေပြန်လည်ရုပ်သိမ်းသွားခဲ့ပြီးတရုတ်ပြည်ဟာလည်းလေကြောင်းအကာအကွယ်ကင်းမဲ့တဲ့အခြေအနေကို တဖန်ပြန်လည်ရောက်ရှိသွားခဲ့ရပါတယ်။ဒါကြောင့်အမေရိကန်စီကလေရင်တွေဝယ်ယူခွင့်ရနိုင်ဖို့အပြင်လေရင်မှုတွေမြေပြင်ထိမ့်သိမ်းရေးအမှုထမ်းတွေကိုပါရှာဖွေပေးဖို့အတွက်ချန်ကေရှိအစိုးရကခြံတော့ကို အမေရိကစီကိုစီလုတ်ခဲ့ပါတယ်။အဲဒီကာလကအမေရိကန်ပြည်ထောင်စုအနေနဲ့ကမ္ဘာစစ်တဲတရားဝင်ပါဝင်ခြင်းမရှိသေးပဲဂျာနီနိုင်ငံဖြစ်နေတဲ့အတွက်တရုတ်အစိုးရကလိုချင်တဲ့အရာတွေကိုရရှိနိုင်ဖို့ညှိနှိုင်းချက်တိတ်မရှိပေမဲ့ခြံတော့အနေနဲ့ အမေရိကကိုပြန်လည်သွားရောက်ခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုဟာအဲ့ဒီအချိန်ကဂျာနီနိုင်ငံအနေနဲ့ယက်တီနေပေမဲ့သမရရူးစဘက်အနေနဲ့ဂျပန်တို့ရဲ့အင်အားကြီးထွားလာမှုကိုစိုးရိမ်နေတဲ့အချိန်လည်းဖြစ်ပါတယ်။သမရရူးစဘက်ဟာတရုတ်ပြည်ကအခြေအနေကိုသွားရောက်စုံစမ်းစေခဲ့ပြီးတရုတ်ပြည်ရဲ့အကာအကွယ်ရေးအခြေအနေနဲ့ဂျပန်တို့အနိုင်ရရှိသွားခဲ့ရင် ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေအပါအဝင်တရုတ်ပြည်ကိုအရေးတကြီးအကူအညီပေးဖို့လိုအပ်တဲ့အကြောင်းသုံးသပ်ခဲ့ကြပါတယ်။ဒါပေမဲ့ အမေရိကန်အစိုးရအနေနဲ့တရုတ်ကိုဓာတ်ရက်ကူညီတာမဟုတ်ဘဲလေရင်တွေဝယ်ယူခြင်းအမှုထမ်းတွေငားရမ်းခေါ်ယူခြင်းတို့အတွက်တရုတ်အစိုးရရဲ့ရန်ပုံငွေကိုအသုံးပြုစေခဲ့တဲ့အတွက်ကမ္ဘာစစ်မှာအမေရိကန်ရဲ့ဂျာနီမှုဝါဒကိုမထိခိုက်စေတဲ့နည်းနဲ့တရုတ်ပြည်ကိုကူညီခဲ့ပါတယ်။ဒါပေမဲ့ကမ္ဘာစစ်ကာလဖြစ်တဲ့အတွက်အမေရိကန်မှာလက်ရှိထုတ်လုပ်နေတဲ့လေရင်တွေဟာမဟာမိတ်တွေဘက်ကမှာယူထားပြီးသားတွေဖြစ်ပြီးတော့တရုတ်နိုင်ငံအတွက်လေရင်ရရှိနိုင်ဖို့ကမလွယ်ကူတဲ့အခြေအနေဖြစ်နေပါတယ်။ဒါကြောင့် လေရင်မှာယူထားတဲ့နိုင်ငံတွေနဲ့ညှိနှိုင်းမှုတွေလှုပ်ဆောင်ခဲ့ရပြီးတော့နောက်ဆုံးမှာဗြိတိရှားတို့နဲ့သဘောတူညီချက်ရရှိခဲ့ပါတယ်။ဗြိတိရှားတို့အနေနဲ့သူတို့မှာယူထားခဲ့တဲ့ Cartes P40 တိုက်လေရင်တွေကအစင်းတရားကိုပယ်ဖျက်ပေးခဲ့ပြီးအဲ့ဒီအစားပိုအစင်းအမြင့်နဲ့လေရင်တွေကို အစားထိုးမှာယူဖို့သဘောတူညီခဲ့ပါတယ်။ဒါကြောင့်ချန်တော့ဟာတရုတ်ပြည်အတွက် P40 တိုက်လေရင်အစင်းတရားကိုဝယ်ယူခွင့်ရရှိခဲ့ပါတယ်။ P40 တိုက်လေရင်တွေဟာဂျပန်တိုက်လေရင်တွေနဲ့ရှင် ခင်နောက်ကျနေပြီးတော့ခက်မြက်မြက်မပြန်နိုင်တာကိုယ့်ပတ်ပြန်တန်းတဲ့နေရာမှာအားနေတာစတဲ့ဆိုးကျိုးတွေရှိပေမဲ့လည်းကောင်းကွက်အနေနဲ့ကတော့ဒိုင်ပင်ထိုးစင်းတဲ့နေရာမှာမြန်နှုံးမြင်တာတက်ဆင်ထားတဲ့လက်နက်တွေကအားကောင်းတာပြင်းထန်တဲ့ပျက်စီးမှုဒဏ်တွေကိုခံနိုင်ရှိတာစတဲ့အာသာချက်တွေလည်းရှိပါတယ်။တမရရူးစဘက်ကအမေရိကန်စစ်ဖက်ကလေယာဉ်မှုတွေအမှုထမ်းတွေကိုယာထုကနှုတ်ထွက်ပြီးတရုတ်လီတက်အတွက်တွားရောက်တိုက်ခိုက်ပေးနိုင်ဖို့ခွင့်ပြုပေးခဲ့ပါတယ်။ ခြံတော့ဟာအမေရိကန်စစ်ဖက်က တိုက်လျင်မှု96ရောက်ကို စီယုံငှားရမ်းနိုင်ခဲ့ပါတယ်။ဒီလောက်အရွယ်စားရှိတဲ့တိုက်လျင်အုပ်အတွက်ဆိုရင်ပြုပြင်ထိန်းသိမ်းရေးနဲ့မြေပြင်အထောက်ကူပြုဝန်ထမ်းတထောင်လောက်လိုအပ်မှာဖြစ်ပေမဲ့184ရောက်ကိုပဲခေါ်ယူနိုင်ခဲ့ပါတယ်။ဒီလိုစီယုံတဲ့အခါမှာပုံမှန်ရနေတဲ့လဆာထက်3-4ဆလောက်ပုံမှန်မြင်မာတဲ့လဆာကိုပေးပြီးကန်လန်းခဲ့တာဟာလည်းအဓိကဆွဲဆောင်နိုင်တဲ့အချက်ဖြစ်ခဲ့ပါတယ်။ တချို့ကတော့ကမ္ဘာစစ်ထဲမှာပါဝင်တဲ့အမေရိကန်စစ်တပ်မှာနေနေရတာပြင်းကြီးလာတဲ့အတွက်ဒီစည်တနာဝန်ထမ်းအဖွဲ့တော်ကိုဝင်ရောက်လာခဲ့ကြပါတယ်တချို့ကလည်းစွန်စားလိုတဲ့စိတ်နဲ့တိုက်ပွဲအတွေ့အကြုံတွေလိုချင်တဲ့စိတ်ကြောင့်ဝင်ရောက်လာခဲ့ကြပါတယ်တချို့ကတော့ပုဂ္ဂိုလ်ကြီးဆိုင်ရာအကြောင်းပြချက်တွေကြောင့်တချို့ကငွေကြေးအခက်အခဲတွေကြောင့်စသဖြင့်အကြောင်းပြချက်မျိုးစုံနဲ့အတီးတီးဝင်ရောက်လာခဲ့ကြတာဖြစ်ပါတယ်အမေရိကန်စစ်တနာဝန်ထမ်းတပ်ဖွဲ့ကိုဂျပန်တွေတင်ပိုက်ထားတဲ့ဒေသနဲ့ဝေးတဲ့ တရုတ်ပြည်အနောက်တောင်ပိုင်းကကုမင်းမြို့မှာအခြေစိုက်ဖို့စီစဉ်ထားခဲ့ပါတယ်။ဒါပေမဲ့ကုမင်းကလေရင်ပြေးလန်းတွေဟာမြေသားပြေးလန်းတွေဖြစ်ပြီးမိုးရင်းကာလမှာရွှွန်နွန်တွေပြည့်နှက်နေတာကြောင့်တရုတ်ပြည်သူတွေရဲ့လုံအားနဲ့ကြောက်ခင်းကတ္တရာခင်းလုပ်ငန်းတွေကိုပြန်လည်လှုပ်ဆောင်နေခဲ့ရပါတယ်။အဲဒီကာလအတွင်းအမေရိကန်စေတနာဝန်ထမ်းတပ်ဖွဲ့အနေနဲ့လေ့ကျင့်မှုတွေပြုလုပ်နိုင်မှုအတွက်ဗမာပြည်ဒေသတွေကဗြိတိရှားတော်ဝင်လေတပ်ရဲ့လေရင်ကွင်းတခွင်းကိုအသုံးပြုခွင့်ရနိုင်ဖို့ ခြံတော့ကလှုပ်ဆောင်နိုင်ခဲ့ပါတယ်1942ခုနှစ်အတွင်းမှာအမေရိကန်စေတနာဝန်ထမ်းတပ်ဖွဲ့တွေဟာရန်ကုန်မြို့ကိုရောက်ရှိလာခဲ့ကြပြီးတောင်ကုန်မြို့အနီးကကြီးတော်လေးစိတ်မှာလေ့ကျင့်ရေးအခြေစိုက်စခန်းအဖြစ်ထားရှိလေ့ကျင့်ခဲ့ကြပါတယ်တပ်ဖွဲ့ရဲ့ P40 တိုက်လေယာဉ်တွေကိုတော့လေယာဉ်တစ်စင်းကိုကွန်တိန်နာတစ်တာနှလုံးစီနဲ့ထုတ်ပိုးပြီးတင်းပေါ်နဲ့ရန်ကုန်စစ်ကမ်းကိုတင်ပို့ခဲ့ပါတယ်ရန်ကုန်စစ်ကမ်းကနေမင်္ဂလာရုံလေးစိတ်ကိုတည်ယူပြီးပြန်လည်တက်ဆင်ခဲ့ရပါတယ် အဲ့ဒီကနေမှလေ့ကျင့်ရေးစခန်းအစီအစိုက်တဲ့ကြေးတောကိုပြန်တမ်းမောင်းနှင်သွားကြရတာဖြစ်ပါတယ်။ခြံတော့ဟာ P40 တိုက်လေယာဉ်တွေနဲ့ဂျပန်တို့ရဲ့တိုက်လေယာဉ်တွေရဲ့စွမ်းဆောင်ရည်တွေကိုနှိုင်းရှင်ပြီးတိုက်ခိုက်ရေးနည်းပြဟာတွေကိုတင်ကြားလေ့ကျင့်ပေးခဲ့ပါတယ်။ P40 တိုက်လေယာဉ်တွေဟာဒိုင်ပင်ထိုးစင်းတာမတ်မတ်ထောင်တက်တာတွေမှာဂျပန်လေယာဉ်တွေထက်ပိုများပါတယ်။တပ်ဆင်ထားတဲ့0.5ကာလီဘာစက်တနတ်တွေကလည်းဖြတ်အားပိုပြင်းပါတယ်။ဂျပန်တိုက်လေယာဉ်တွေရဲ့အာသာချက်ကတော့ B4D လေယာဉ်တွေထက်ကိုယ်ဝိုက်ပြန်တန်းပြီးလှုပ်ရှားတိုက်ခိုက်နိုင်စွမ်းပိုရှိပါတယ်။ဒါပေမဲ့တိဆောက်ပုံအရတော့ကြမ်းခိုင်မှုအားနည်းပြီးလေယာဉ်မှုတွေနေရာအင်ဂျင်တွေနဲ့စီတိုင်ကြီးတွေဟာ B4D တွေလိုကြီးကစနစ်မပါဝင်တဲ့အတွက်ထိခိုက်လွယ်ပါတယ်။ဒါကြောင့်ဂျပန်လေယာဉ်တွေနဲ့ရင်ဆိုင်တိုက်ခိုက်တဲ့နေရာမှာကိုယ်ဝိုက်ပြန်တန်းပြီးရှင်တိုက်တောင်မျိုးမလုပ်ဘဲနဲ့အမြင့်ကနေဒိုင်မင်ထိုးဆင်းပြီးပြစ်ခတ်တိုက်ခိုက်ဖို့ပြီးရင်အချိန်နဲ့ပြန်ထောင်တက်ဖို့အစတဲ့ ပြစ်ပြေးနှိစနစ်တွေကိုတင်ကြားလေ့ကျင့်စေခဲ့ပါတယ်။အမေရိကန်စေတနာဝန်ထမ်းတပ်ဖွဲ့တွေဝင်ရောက်လာခဲ့ကြတဲ့သူတွေထဲမှာခြံတော့လိုချင်တဲ့အတွေ့အကြုံရှိတိုက်လျင်မှုမျိုးကနေပါတဲ့အတွက်လေ့ကျင့်ရေးအစီအစဉ်တွေမှာလည်းအစင်မပြေမှုတွေနဲ့မတော်တဆမှုတွေအများကြီးကြုံတွေ့ခဲ့ကြရပါတယ်။လေ့ကျင့်မှုတွေအတွင်း၃ဦးတည်ဆုံးခဲ့ရပြီးလေရင်နဲ့ဆက်ပစ္စည်းတချို့လည်းဆုံးရှုံးခဲ့ရပါတယ်။ခြံတော့ဟာအမေရိကန်စေတနာဝန်ထမ်းတပ်ဖွဲ့ကို တက်ခွဲ၃ခုခွဲပြီးဖွဲ့စည်းလိုက်ပါတယ်တက်ခွဲတို့ရဲ့နာမည်တွေကတော့အာဒန်နဲ့အေဝပန်တာဝက်ဝွန်နဲ့ငရဲတမန်များဆိုပြီးမျက်ခေါ်ထားခဲ့ကြပါတယ်နိုဝင်ဘာလနောက်ပိုင်းမှာတော့တရုတ်ပြည်ကုမင်းမှာရှိတဲ့အခြေစိုက်စခန်းကလည်းအဆင်သင့်ဖြစ်နေခဲ့ပြီးဖြစ်ပါတယ်ဒါကြောင့်လေယာဉ်မှုတွေကဗမာပြည်ကနေကုမင်းမြို့အထိမိုင်600ခရီးကိုပြန်တန်းသွားရမှာဖြစ်ပြီးမြေပြင်အမှုထမ်းတွေနဲ့စက်ပစ္စည်းတွေကိုတော့ဘာမာရုတ်ဗမာပြည်လမ်းမကြီးအတိုင်း ရင်တန်းနဲ့ပို့ဆောင်ဖို့ပြင်ဆင်ထားခဲ့ကြပါတယ်1940ခုနှစ်ဒီဇင်ဘာလဆန်းပိုင်းမှာတော့အမေရိကန်စေတနာဝန်ထမ်းတပ်ဖွဲ့မှတိုက်ပွဲဝင်ဖို့အရေးချင်းပြစ်မိတဲ့တိုက်လေယာဉ်မှူး80နီးပါးရှိနေပြီဖြစ်ပြီးတိုက်ပွဲဝင်နိုင်တဲ့လေယာဉ်62စင်းအသင့်ဖြစ်နေခဲ့ပါပြီ1940ခုနှစ်ဒီဇင်ဘာလ9ရက်နေ့အမေရိကန်တို့ရဲ့ပလဲစစ်ကန်းတိုက်ခတ်ခံရအပြီးမှာတော့စီးရီးအခြေအနေတွေပြောင်းလဲလာခဲ့ပါတယ်ဂျပန်တို့ဟာ ဖိလစ်ပိုင်မှာရှိတဲ့အမေရိကန်လီတက်စခန်းတွေကိုလည်းတိုက်ခိုက်ဖျက်ဆီးခဲ့ပြီးမလေးရှားနဲ့စင်ကာပူမှာရှိတဲ့ဗြိတိရှားတပ်တွေကိုလည်းပြင်းပြင်းထန်ထန်တိုက်ခိုက်လာခဲ့ကြပါတယ်။တရုတ်အစိုးရရဲ့တပ်ဖွဲ့တစ်ခုဖြစ်တဲ့အမေရိကန်စေတနာဝန်ထမ်းတပ်ဖွဲ့အတွက်တော့ဂျပန်တွေကထိုင်းနိုင်ငံကတဆင့်ဗမာပြည်ဒေသကိုဝင်ရောက်တိုက်ခိုက်ဖို့စူးစမ်းလာမယ့်အရေးကအရေးကြီးတဲ့အခြေအနေဖြစ်လာပါတယ်။ရန်ကုန်စစ်ကမ်းကနေတဆင့်ဘာမာရုတ်ဗမာပြည်လမ်းမကြီးအတိုင်းတရုတ်ပြည်ထဲကိုကုန်စည်တွေပို့ဆောင်နေရတာဖြစ်တဲ့အတွက် ရန်ကုန်မြို့ဟာတရုတ်ပြည်အနေနဲ့ဂျပန်ရဲ့အကျူးကျော်စစ်ကိုဆက်လက်ခုခံတိုက်ခိုက်နိုင်ဖို့အရေးပါတဲ့အသက်သွေးကြောတစ်ခုဖြစ်ပါတယ်။ရန်ကုန်မြို့အပအဝင်ဗမာပြည်လက်မှတ်ကြီးကိုဆုံးရှုံးခဲ့မယ်ဆိုရင်တရုတ်ပြည်ဟာမြေပြင်ထောက်ပံ့ရေးလမ်းကြောင်းမရှိဘဲပိတ်မိသွားနိုင်တဲ့အနေအထားဖြစ်ပါတယ်။ဒီဇင်ဘာလ10ရက်နေ့မှာထိုင်းနိုင်ငံဟာဂျပန်တို့နဲ့မဟာမိတ်စာချုပ်ချုပ်ဆိုခဲ့ပြီးဂျပန်တို့အနေနဲ့ဗမာပြည်ကိုတိုက်ခိုက်ဖို့အတွက်တပ်ဖွဲ့တွေကိုထိုင်းနိုင်ငံအတွင်းမှာစုစည်းနေခဲ့ပါတယ်။ဒါကြောင့်ချန်နော့အနေနဲ့ အမေရိကန်စေတနာဝန်ထမ်းတပ်ဖွဲ့တဲ့တပ်ခွဲနှစ်ခုကိုပဲကုမင်းမျိုးကိုတွားရောက်စေခဲ့ပြီးတော့ကြံတဲ့ငရဲတမန်တပ်ခွဲကိုတော့ဗြိတိရှတော်ဝင်လေးတက်နဲ့အတူရန်ကုန်မြို့ကိုကာကွယ်နိုင်ဖို့အတွက်မင်္ဂလာတုံလေးစိတ်စီကိုဆေလွတ်ခဲ့ပါတယ်။အမေရိကန်စေတနာဝန်ထမ်းတပ်ဖွဲ့တွေဟာတရုတ်ပြည်အတွင်းမှာသာမကဂျပန်တို့ရဲ့ဗမာပြည်ထိုးစစ်ကာလတလျှောက်မှာဗမာပြည်နဲ့ထိုင်းနိုင်ငံရဲ့ဝေဟင်တွေပေါ်မှာဂျပန်တို့ရဲ့လေကြောင်းထိုးစစ်ကိုခုခံတိုက်ခိုက်ခဲ့ကြပါတယ်။ 1942ခုနှစ်မတ်လမှာရန်ကုန်မြို့ကြာဆုံးပြီးမဟာမိတ်တပ်တွေတဖြည်းဖြည်းစုကွာခဲ့ရပြီးမြက်အမေရိကန်စေတနာဝန်ထမ်းတပ်ဖွဲ့အပါအဝင်ဗြိတိရှတော်ဝင်လေတပ်တို့ရဲ့လေကြောင်းခုခံတိုက်ခိုက်မှုတွေကြောင့်ဂျပန်တို့ရဲ့ချီတက်တိုက်ခိုက်မှုကိုနှိမ့်ကွေးစေခဲ့ပြီးတရုတ်ပြည်ထောက်ပံ့ရေးလမ်းကြောင်းကိုလည်းအချိန်ကာလတစ်ခုအထိထိန်းထားနိုင်ခဲ့ပါတယ်အမေရိကန်စေတနာဝန်ထမ်းတပ်ဖွဲ့အနေနဲ့တိုက်ပွဲဝင်ခဲ့ရတဲ့6လတားလောက်ကာလအတွင်းမှာ လေချောင်းတိုက်ပွဲသမိုင်းမှာအမြင့်ဆုံးစံချိန်တွေကိုလည်းရရှိခဲ့ပြီးပြန်တန်းနေတဲ့ကြားများလို့နာမည်ကျော်ကြားလာခဲ့ပါတယ်။လေရင်ဥကောင်းပိုင်းကိုငမန်းပုံစံခြေတတ်ထားတဲ့အမေရိကန်စစ်တပ်ဝန်ထမ်းတပ်ဖွဲ့ရဲ့တိုက်လေရင်တွေဟာတိုက်ပွဲတွေအတွင်းဂျပန်လေရင်296စင်းကိုဖျက်ဆီးနိုင်ခဲ့တယ်လို့အတည်ပြုထားခဲ့ပြီးအတည်မပြုနိုင်ခဲ့တဲ့အရေးအတွက်ကနောက်ထပ်100ကျော်လောက်ရှိတယ်လို့ဖော်ပြကြပါတယ်။အမေရိကန်စစ်တပ်ဝန်ထမ်းတပ်ဖွဲ့ရဲ့တိုက်ပွဲအတွင်းဆုံးရှုံးခဲ့တဲ့လေရင်အရေးအတွက်က ဆက်နှစင်းပဲရှိခဲ့တဲ့အတွက်ဆုံးရှုံးမှုနဲ့ဖျက်ဆီးနိုင်မှုအချို့အစားအလွန်မြင့်မားတဲ့အမှတ်တမ်းကောင်းတစ်ခုဖြစ်ခဲ့ပါတယ်တပ်ဖွဲ့ရဲ့လေယာဉ်မှူး23ဦးဆုံးရှုံးခဲ့ရပြီးတိုက်ပွဲအတွင်းကြဆုံးသူ10ဦးစခန်းကိုဂျန်သူတိုက်ခတ်ခံရတဲ့အချိန်ကြဆုံးတဲ့သူ3ဦးနဲ့ပြန်တမ်းမှုမတော်တဆမှုတွေကြောင့်ကြဆုံးခဲ့တဲ့သူ10ဦးရှိခဲ့ပါတယ်အောင်မြင်မှုအမှတ်အသားအင်္ဂလိပ်အခရာ V ပုံစံထဲကနေထိုးထွက်လာနေတဲ့ဘင်္ဂလားကြားပုံစံကိုရည်ဆွဲထားတဲ့ အမေရိကန်စေတနာဝန်ထမ်းတပ်ဖွဲ့ရဲ့အမတ်တစိတ်ခါလဲအမေရိကန်တို့အတွက်တိုက်ပွဲဝင်စိတ်တက်ကိုမြင့်တင်ပေးတဲ့အမတ်သားတစ်ခုဖြစ်လာခဲ့ပါတယ်တိုက်လျင်မှု Bob Neil ဦးဆောင်တဲ့ B40 တိုက်လျင်လေးစင်းဟာတရုတ်ပြည်ဟန်ယန်းဒေသမှာလာရောက်တိုက်ခိုက်နေတဲ့ဂျပန်တိုက်လျင်အုပ်ကိုခုခံတိုက်ခိုက်ခဲ့ပါတယ်ဒီတိုက်ပွဲမှာဂျပန်တိုက်လျင်12စင်းထက်က6စင်းကိုပစ်ချနိုင်ခဲ့ပြီးအမေရိကန်စေတနာဝန်ထမ်းတပ်ဖွဲ့ဘက်ကလေယာဉ်တစ်စင်းမှအထိခိုက်မရှိခဲ့ပါဘူး အဲ့ဒီတိုက်ပွဲဟာအမေရိကန်စေတနာဝန်ထမ်းတပ်ဖွဲ့ပြန်တန်းနေတော့ကြားများရဲ့နောက်ဆုံးတိုက်ပွဲ နောက်ဆုံးစစ်ဆင်ရေးလည်းဖြစ်ခဲ့ပါတယ်အမေရိကန်အနေနဲ့ကမ္ဘာစစ်တဲတရားဝင်ဝင်ရောက်လာခဲ့ပြီးဖြစ်တဲ့အတွက်အမေရိကန်စေတနာဝန်ထမ်းတပ်ဖွဲ့ကိုလည်းအမေရိကန်လီတက်ရဲ့တရားဝင်တပ်ဖွဲ့အဖြစ်ပြောင်းလဲဖွဲ့စည်းဖို့လှုပ်ဆောင်ခဲ့ကြပါတယ်ချန်နော့ကိုလည်းဗိုလ်မှူးကြီးအဆင့်နဲ့အမေရိကန်လီတက်မှာပြန်လည်ခန့်အပ်ခဲ့ပါတယ်1942ခုနှစ်ဇူလိုင်လ၄ရက်မှာ အမေရိကန်စေတနာဝန်ထမ်းတပ်ဖွဲ့ကိုဖျက်သိမ်းပြီးအမေရိကန်ဒေတာရဲ့အမှတ်23တိုက်လေရင်အုပ်အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ချန်တော့ဟာဗိုလ်မှူးချုပ်အဖြစ်ယာထူးတုံ့ပြန်ခဲ့ပြီးမဟာမိတ်တို့ရဲ့တရုတ်ပြည်လေကြောင်းတပ်ဖွဲ့ China Air Task Force ကိုဦးဆောင်ခဲ့ပါတယ်။ဒီအဖွဲ့ရဲ့ဦးဆောင်မှုအောက်မှာပဲအမှတ်23တိုက်လေရင်အုပ်စုအပါအဝင်တခြားလေတပ်တပ်ဖွဲ့တွေပူးစုပေါင်းပြီးအမှတ်24လေတပ်မတော်ကိုဖွဲ့စည်းခဲ့ပြီးမဟာမိတ်တို့ရဲ့တရုတ်ပြည်ကာကွယ်ရေး လေတက်မတော်အဖြစ်ထရှိခဲ့ပါတယ်။ဒီကနေ့မှာတော့1942ခုနှစ်နောက်ပိုင်းနဲ့1942ခုနှစ်အစောပိုင်းကာလဂျပန်တို့အောင်ပွဲတွေဆက်နေတဲ့အချိန်မှာအမေရိကန်ပြည်ထောင်စုကနေလာရောက်ခဲ့ကြပြီးဗမာပြည်နဲ့တရုတ်ပြည်ဝေဟင်တွေမှာအစွမ်းပြခဲ့ကြတဲ့ပြန်တန်းနေတဲ့ကြားများအကြောင်းကိုတင်ပြပေးသွားခဲ့တာဖြစ်ပါတယ်။နောက်အပတ်တွေမှာလည်းဆက်လက်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ။